ိုင်းနိုင်ငံမဲဆောက်မြို့မှာလူကုန်ကူးမှုတားဆီးရေးနဲ့ရှင်သန်လွတ်မြောက်သူတွေကိုကာကွယ်စောင့်ရှောက်ရေးအတွက်အစည်းအဝေးတစ်ရက်ကို IOM ကဦးဆောင်ပြီးစက်တင်ဘာလ25ရက်နေ့မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကိုမဲဆောက်ခရိုင်အုပ်ချုပ်ရေးယုံထိုင်းရဲတပ်ဖွဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနဲ့အရက်ဘတ်အဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါဗျ။အဲ့ဒီအစည်းအဝေးပွဲမှာတော့မဲဆောက်မြို့ပေါ်မှာဘတ်တထောင်ပေးပြီးအလုံသမားတွေရဲ့ CI ကိုရေးအချက်လက်တွေရယူနေတာတွေကိုဘလို့အေးအေးယူဆောင်ရမလဲဆိုတာတွေကိုဆွေးနွေးတင်ပြမေးမြန်းခဲ့တယ်လို့အဝေးရောက်အရာဝတီ OI အဖွဲ့တာဝန်ရှိသူကပြောပါဗျ။ အထောက်အထားလက်မှတ်တွေကိုဝယ်ယူခြင်းငှားရမ်းခြင်းကိစ္စတွေကိုအရေးယူရမှာဖြစ်ကြောင်းနဲ့ပေးသူကိုရောယူသူကိုပါအရေးယူခံရနိုင်ကြောင်းထိုင်းရဲတပ်ဖွဲ့ကရှင်းပြခဲ့ပါတယ်။အဲ့ဒီလိုဖြစ်ရတဲ့ဖြစ်ပွားခဲ့တာတွေတွေ့ရှိခဲ့ရင်ရဲစခန်းကိုလာရောက်တိုင်ကြားနိုင်ကြောင်းနဲ့အရေးပေါ်ဖုန်းနံပါတ်191ကိုဆက်သွယ်ပါကမိနစ်ပိုင်းအတွင်းမှာလာရောက်တုံ့ပြန်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်ရှင်။